အင်တာမီလန်အသင်းရချန်ပီယံလိဂ်ဆီမီဖိုင်နယ်မှာဘာစီလိုနာအသင်းကိုနှစ်ကျော်ပေါင်းရလတ်89 69နဲ့အနိုင်ရပြီးချန်ပီယံလိဂ်ဘောလုံးပွဲကို၃နှစ်အတွင်းဒုတိယအကြိမ်မြောက်တက်နိုင်ခဲ့ပါတယ်။အင်တာမီလန်အသင်းနဲ့ဘာစီလိုနာအသင်းတို့ရဲ့ဆီမီဖိုင်နယ်ဒုတိယအကြော်ပွဲစဉ်ဟာပထမအကြော်ကလိုပဲ၃-၉စီတည်ကြခဲ့တာပါ။ ဒီပွဲမှာအင်တာမီလန်အသင်းအားလော်တရိုမာတီနက်စ်ချာဟာနိုဂလူးတို့ရဲ့တွင်ကိုတွေနဲ့ဥဆောင်နိုင်ခဲ့ပြီးဘာစီလိုနာအသင်းအတွက်အဲရစ်ဂါစီယာနဲ့အော်လမိုတို့ကချီပါကိုတွေပြန်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။မိနစ်90ပြည့်ဖို့မိနစ်အနည်းငယ်အလိုမှာရာဖင်ညာကဘာစီလိုနာအသင်းအတွက်ဥဆောင်ကိုသွင်းယူခဲ့ပြီးမြဲအဇာဘီကနာကျင်အချိန်မှာအင်တာမီလန်အသင်းအတွက်အဖိုးတန်ချီပါကိုသွင်းယူခဲ့တာပါ။အဲဒါကြောင့်39စီတီကြပြီးနှစ်ကျော်ပေါင်းရလက်69စီတီကြနေတဲ့အတွက်အချိန်ပိုဆက်ပြီးရှင်ပြိုင်ခဲ့ရပါတယ်။အချိန်ပိုမှာတော့ဖရက်တီစီကအင်တာမီလန်အသင်းအတွက်ဘောလုံးပွဲတက်စီမဲ့အနိုင်ကိုသွင်းယူပေးခဲ့တာကြောင့် အင်တာမီလန်အသင်းရဲ့ဘာစီလိုနာအသင်းကိုအနိုင်ရပြီးချန်ပီယံလိဘိုလူပွဲကိုတက်နိုင်ခဲ့တာပါဒီပွဲမှာအင်တာမီလန်အသင်းကိုဒမဆွန်မာဟာဘာစီလိုနာအသင်းရဲ့ကိုရနိုင်မဲ့ကန်သွင်းမှုတွေကိုကာကွယ်နိုင်ခဲ့ပြီးအကောင်းဆုံးကစားသမားစုကိုရရှိခဲ့ပါတယ် ။အင်တာမီလန်အသင်းနီးပြအင်ဇာကီကကစားသမားတွေကသူတို့မှရှိတဲ့အရာအလုံးကိုပေးခဲ့ကြပြီးသူတို့ရဲ့နီးပြဖြစ်ရတာကိုပျော်ရွှင်တယ်လို့ပွဲပြီးမှပြောခဲ့ပါတယ်။အဲ့ဒီပြင်အင်ဇာကီကဘာစီလိုနာအသင်းကတံပါတဲ့အသင်းဖြစ်တဲ့အတွက်သူတို့ကိုလည်းဂုဏ်ပြုတယ်လို့ပြောခဲ့တာပါ။ဘာစီလိုနာအသင်းနီးပြဟန်စီဖလစ်ကတော့ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်တည်းဟာအင်တာမီလန်အသင်းကိုမျက်နှာသာပေးတယ်လို့ဝေဖန်မှုပြုလုပ်ခဲ့ပြီးလာမယ့်နှစ်မှာပြည်သက်တွေပျော်ရွှင်စေဖို့ထပ်ကြိုးစားသွားမယ်လို့ပြောခဲ့တာပါ။ အင်တာမီလန်အသင်းအားချန်ပီယံလိဖလားကိုနောက်ဆုံးအကြိမ်ရယူနိုင်ခဲ့တယ်2009 2010ရာသီကလည်းစီမီဖိုင်နယ်မှာဘာစီလိုနာအသင်းကိုကြော်ဖြတ်ပြီးချန်ပီယံဆုကိုရယူနိုင်ခဲ့တာပါအဲဒါကြောင့်ဒီရာသီချန်ပီယံလိစီမီဖိုင်နယ်မှာဘာစီလိုနာအသင်းကိုကြော်ဖြတ်ခဲ့တဲ့အင်တာမီလန်အသင်းအနေနဲ့ချန်ပီယံဆုကိုထပ်ပြီးရယူသွားနိုင်မလားဆိုတာစိတ်ဝင်စားဖို့ကောင်းနေပါလေအင်တာမီလန်အသင်းအား PSG အသင်းနဲ့ Arsenal အသင်းတို့ပွဲစဉ်ကအနိုင်ရတဲ့အသင်းနဲ့ချန်ပီယံလိဖိုလူပွဲရှင်ပြန်ရမှာဖြစ်ပါတယ်